ကျားလုံးမဲ့မိလာပါဘုရကုဒီလာမဲ့ပေါ့နော်ဒီ၁၇လပိုင်းတွင်းနေတန်ခွေကြီးကိုဒါဆိုဝေကျန်းနေတဲ့ကကျွန်တော်ကြောင်းလဲတက်မှတ်တာပေါ့နော်ကျွန်တော်ကြောင်းလဲတဲ့ဝေကျန်းနေရတော့အဲ 60kg 70kg နဲ့ကျွန်တော် open class ဆိုပြီးတော့ကျွန်တော်အရင်ပွဲတွေပဲဒါကျွန်တော်ကြောင်းလဲတက်မှတ်လိုက်တယ်အခုဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီ under 90ထည့်ထားပြီးမဲ့လဲကျွန်တော် under 90ကိုဖြုတ်ပြီးတော့အဲ 40kg 50kg ကိုကျန်းကြအောင်ကျွန်တော်တော့ကြောင်းလဲတက်မှတ်လိုက်တယ်ပေါ့နော်အဲတန်ခွေကြီးဆိုလို့ရှိရင်လဲကျွန်တော်အခုဒီဝေကျန်းနေကြောင်းလဲတက်မှတ်ရဖြစ်တဲ့တကြောင်မလို့ဒီဝေကျန်းနေ weight ကိုကျန်းနေပြင်ဆင်လို့ရအောင်လို့ပြီးတော့ကျွန်တော်အခုဒီလာမဲ့70လပိုင်းတွင်းနေတန်ခွေလို့မှာ ကျွန်တော်ရက်30ရက်ရွှေ့လိုက်တယ်ပေါ့နော်အဲဆက်တာပိုင်း30ရက်လေးဖြစ်သွားမယ်ဟုတ်ကဲ့ပါဆက်တာပိုင်း30ရက်လေးဒီလဲဒါပြင်းပြင်းလေးပြည့်ရပါပဲအဲဘုံအနေနဲ့ဟောပေါ့နော်ကျွန်တော်ဒီ NMD ဝေဒန်ဖြတ်လိုက်ရတဲ့အကြောင်းကိုချက်တော့ပြောပြပါဟုတ်ဟုတ်မင်္ဂလာပါဟို19နဲ့ KG ပေါ့နော် KG တန်းလေးကျွန်တော်တို့ဖြတ်လိုက်တဲ့အကြောင်းရတော့ဒီဘွဲမှာကျတော့ဟိုလူငယ်လေးတွေများတယ်လူငယ်လေးများတယ်ဟိုသူတို့မှလည်းဟို19နဲ့ဆိုရင်လည်း KG က80လို့80လို့ဖြစ်နေနေလေးတွေတွေ့ရတယ် အဲဒါမဲ့ဟိုကျွန်တော်တို့ဒီဘက်မှာ 50kg ဘာလို့ချိန်လိုက်လဲဆိုတော့ဒီ 50kg မှာပြန်ကျင်တဲ့ညီကိုရတယ်များတယ်50နဲ့50ကြားတယ်ပေါ့ဆိုတော့ကျွန်တော်တို့က7မိနစ်တန်းကိုခဏဟိုဖြုတ်ချလိုက်ပြီးတော့ဒီချိန်မှာ50နဲ့50ကြားတယ်ကျွန်တော်တို့ကအစ်စ်ထပ်တူလိုက်ဒါဆိုရင်50 50ကြားညီလေးတွေပြန်ကျင်တဲ့ညီကိုလည်းထပ်တူပြီးတော့သူတို့ပြန်ထိုင်ခွင့်ရအောင်မယ်အဲ7မိနစ်ညီကိုရလည်းဟိုဒီ50 50 kg တွေဝင်ဒီ7မိနစ်ညီလေးတွေဝင်ပြန်လို့ရတယ်အဲဟို kg ကျော်သွားတဲ့ညီလေးဆိုရင်လည်းအထက်မှာပဲဟိုတက်ပြန်နိုင်မှာပေါ့နော် အဲ့အဲ့ကျွန်တော်တို့ကဒီ second nick video ထုတ်ချပြီးတော့45လောက်လောက်အားလိုက်ပြီးဆိုပြီးကျွန်တော်တို့စားထုတ်လိုက်ပါတော့နော်ကျွန်တော်အနာနာကြီးကိုဖြုတ်ပေးပဲလေတကယ်လို့ပေါ့နော်ကျွန်တော်ခုလာတော့မဲ့အဲ့2016 international ပြိုင်ပွဲမှာတကယ်လို့အဲ့ဒီနိုင်ငံပွဲမှာအသက်16နှစ်အောက်ပေါ့နော်ပါခဲ့လို့ရှိရင်လည်းကျွန်တော်ဒီပြိုင်ပွဲမှာ champion ဖြစ်သွားတဲ့ player တွေအသက်ငယ်ဆုံး player တွေပဲဒါကြောင့်ကုသပေးပြီးခေါ်သွားမှာပေါ့ဟုတ်ကဲ့ပါကောင်းပါတယ်ဒီဒီပွဲတော့ဒီရိုက်ပွဲရေပေါ့ဘယ်လိုမျိုး season လာလဲအခုဘောင်းကကျွန်တော်ချင်းပြပြပေါ့ တကူရောတော့ကျွန်တော်ပုံမှန်ဆိုရင်တော့ဗျာသိ professional မကြောက်ဘူးကျွန်တော်လည်းထက်ထက်နေတယ်လုပ်ရှင်နေတိုင်းမဲ့အဲဖုန်းလေးနဲ့ကျွန်တော်ညိုက်ကားတို့တရားတော် player တွေသူ့ဘက်သူသူ player သူအားပေးတဲ့သူကဗီဒီယိုပြန်ရဲသွားတော့လေတွေ့ရဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့ကတခုကောင်းသွားတာဟို sky net ကလိုပဲလေကျွန်တော်တို့ supporting ဖြတ်ပေးတာ sky net ကလည်းသူရေကူးရေးမှာဟိုသူကင်မရာရေဗီဒီယိုဗီဒီယိုတွေပါသူစားထုတ်ပြီးတော့ဗောနော်ဆိုတော့ဗီဒီယိုရေကူးရေးပါမယ် ကင်မရာနဲ့ဒီလိုရိုက်တာကြီးပါမယ်ဆိုတော့ကျွန်တော်ပုံလေးကြည့်ကြည့်နေနဲ့ဗီဒီယိုကြည့်ကြည့်နေနဲ့ကျွန်တော်ထက်ရအောင်နော်။နောက်နေ့မှလည်း standard ကပဲကျွန်တော်တို့ဗီဒီယိုပုံကောင်းအောင်လေ၊ review season တွေရော၊ research program တွေရောဒီလိုလုပ်ပြီးတော့တွေ့ရတယ်။ဆိုတော့ဘာဖြစ်ဖြစ်ဒီနှစ်မှာတော့ဟို standard ကလည်းကျွန်တော်တို့ supporting ပေးတာတွေ့ရတယ်နော်။အဲ့ဆိုတော့ဒါဒီကိုလို့တည်းကိုလို့ကိုကြီးမရတဲ့ဒါစကိုင်းနဲ့ကလည်းဒါဆိုတော့ဒီစားလေးဟိုဖန်ဆီးတော့မှဖြစ်တယ်ကြောင့်ဒီလိုကိုဒါအစီအမံလို့ဟိုကတော့ဒါ ြင်ပါတယ်။သိကျင်တာလေဟိုကျွန်တော်တို့ KG ဘုံမှာမူတည်ပြီးတော့မရှင်းတဲ့အပိုင်းလေးတွေ့ရတော့ဒါကိုချက်ပေါက်တွေမှာလည်းဒါခဏခဏဒါမေးကြရတယ်။50 KG ဆိုရင်ကျွန်တော်ဘယ်ထဲမှာပြန်ရမှာလဲ60ဆိုဘယ်ထဲမှာပြန်ရမှာလဲဆိုတော့ဒီတစ်ကောက်50 KG ဒီကျွန်တော်တို့ဘယ်ရစားပြီးတော့ဆုံးပါလဲ။60ဆိုရင်ဘယ်ရစားပြီးတော့ဆုံးပါလဲ။80ဆိုရင်ဘယ်ရနေလို့ဘယ်လိုဆုံးမလဲ။80ဆိုရင်ဘယ်ရနေပါ့မလဲ။အဲ့ဒါကိုပြောပြ အဲကျွန်တော်ခုဒီဘွဲမှာဆိုရရင်ကျွန်တော်ဒါ 50kg ပေါ့နော် 50kg ထပ်ထုတ်လိုက်ရဆိုမှလည်းကျွန်တော်ဒါ 40kg ရက်နေစပြီးတော့ 50kg အကျွင်းရှိတဲ့ player တွေကတော့ဒါ 50kg ပေါ့နော်အဲ51ပေါ့နော်51ကနေစပြီးတော့ 60kg အကျွင်း player တွေကတော့ဒါ 60kg 61ကနေပြီးတော့ 80kg ကြီးရတာ 80kg ယူရတာကျွန်တော်သတ်မှတ်ထားတယ်ပေါ့နော်အဲနောက်ခုနေလေခုဒီဘွဲမှာဆိုရရင်ကျွန်တော် Upper class ပေါ့နော် Upper class မှာဝမ်းရှိတဲ့ player တွေနဲ့ ကျုပ်ဒီအဲတခြားပွဲတန်းကပေါ့နော်ဒီ50 kg မှာရှိတဲ့ player တွေကလည်းကိုယ့်ဘက်မှာပြန်နေလို့ရှိရင်ဒါပြန်ဝင်ရှိပါတယ်။ Fourteen နှစ်ခါပဲပြီးတော့ပြန်လို့ရပါတယ်။60 kg ကဒီကိုယ်တွေကလည်းပြန်နေလို့ရှိရင်ဥပကလပ်မှာဝင်ဆင်ပြန်လို့ရပါတယ်။ကျွန်တော်တခြားခုတန်းတွေကိုတော့ကျွန်တော်ဒီတစ်ဆက်တစ်ပတ်မှဖြစ်ပေမဲ့လည်းကျွန်တော် open class ဒီကြောက်တာညနေပိုင်းမှာစမှာဖြစ်ပါတယ်ညနေပိုင်းမှာပဲဒါ open class မှာစပါတယ်အဲတခြားဝိတ်တန်းက champion အနေနဲ့လည်းဝင်ရောက်ရှင်လည်းလုပ်ရပါတယ် open class မှာဟုတ်ကဲ့ပါ open class မှာဒါဆိုရင်ကျွန်တော်တို့19နဲ့ လေးလည်းအတက်ငယ်ရာကြီးတယ်မဆိုင်တော့အတက်ငယ်ရာကြီးတယ်မဆိုင်ဘူးပြီးရင်ဝေကျန်းနေလည်းမဆိုင်တော့ဘူးပေါ့နော်။ဦးပတ်မှာဒီအောက်ကဝေကျန်းမှာရှိတဲ့ပလေယာတွေကဝေကျန်းနေလို့ရှိတယ်။ဒီမျိုးလေးနေနဲ့ကိုတမတ်ကီဂျီမှာလည်းပြန်လို့ရတယ်ဘိုးဘမှာလည်းဘိုးဘမှာလည်းဝင်ရှင်နေရတယ်ဟုတ်ကဲ့အောင်ပါဘုရားကီဂျီတွေချင်းရတယ်ပတ်သက်ပြီးလည်းကျွန်တော်ထည့်ပြောခြင်းပါတယ်အဲဒီကီဂျီတွေချင်းရကြတော့ဒါကျွန်တော်တို့ဒီပဲဟို16နှစ်ကီဂျီလေးတွေကို16နှစ်ကလေးတွေကိုထည့်ပြီးတော့ကျွန်တော်တို့ဒီ90ကီဂျီတွေစားဖို့ရတယ်ဆိုတော့ကျွန်တော်တို့ရဲ့ထင်မြင်ချက်ကြီးလည်းမဟုတ်ဘူးเนาะ ဒါကျွန်တော်တို့လက်ရှိအဲကျွန်တော်တို့ team နဲ့တူအရင်ပြရာအောင်းနေရောချန်ပီယံအောင်းနေရောကျွန်တော်တိုင်ပြီးတော့မှအဲကျွန်တော် train လိုက်တဲ့အပိုင်းတွေရှိတယ်ဆိုတော့ဒီချန်ပီယံအောင်းနေပဲဒီဘွဲမှာတော့ကျွန်တော်ဖိတ်လာတယ်အဲနှစ်လောစရနှစ်ယောက်တော့တက်တယ်ချန်နဲ့ပြရာရတော့ဒီမှာအားလက်တာရှိတယ်ပေါ့နော်ဆိုတော့ဒီနှစ်ယောက်ကိုလည်းကိုင်းနေဆက်တော့ဖိတ်ဆက်ပြပါတော့ကတို့ဒီကိုဖိတ်ကြရတဲ့ special game နှစ်ယောက်ကိုကဖိတ်ပေါ်ချင်ပါတယ်ကျေးဇူးပါကျေးဇူးပါ နော်နာမည်ဝင်အားလုံးပဲစဉ်းစားကြပါဆရာမစ္စတာမိုးနော်အဲ့တော့ဒီအားလုံးပဲသိကြရတယ်ပေါ့နော်ဟိုဒီ63ပြည်ရဲ့ချန်ပီယံဟိုရန်ပြီးပြီးတော့ဘုရားက73ပြည်ရဲ့ second winner ဟိုအောင်မွေးဖြစ်ပါတယ်။အာဒီချန်ပီယံဒီ winner တွေကဒီတို့ဒီဟိုထင်မြင်ချက်လေးတွေကိုပြောကြပြောပြပါတယ်ပေါ့နော်။ ကျွန်တော်တို့နေဟိုတန်းကြောင်းလေးတက်မဲ့ပေါ်ရှင်ပြတ်ကတော့ကျွန်တော်63 kg မှာရှိခဲ့အောင်ပါလေကျွန်တော်60 kg မှာကျွန်တော်အကောင်းဆုံးလုပ်ခဲ့တယ်အခု weight ကလက်ရှိတော့63 64ပေါ့နော် iwin ချင်းမှာပြေးနေကျွန်တော် present မှာနေလို့ဆိုရင်ကျွန်တော် present မှာအကောင်းဆုံးပြတ်သွားတော့မှာပါဒါကြောင့်မလို့ကျွန်တော်နေနေဟိုတန်းပြောင်းလဲဖို့မူပြီးကျွန်တော်ကတော့ဟို not နေအဆင်ပြေပေါ့နော်အပေါ်မှာနေရလဲအဆင်ပြေအောက်မှာနေလဲအဆင်ပြေအဓိကကိုလက်ရှိရောက်နေနေမှာကျွန်တော်အကောင်းဆုံးပြတ်သွားဖို့ရှိပါတယ် ကျွန်တော်တို့ရောက်တဲ့အတန်းမှာဝေယံတော်သလိုပဲအကောင်းဆုံးကျူးသောတော့ပဲရှိရအောင်နော်ပြန်ဝဲတစ်ပွဲနဲ့တစ်ပွဲကကျွန်တော်တို့ level တွေ average လောက်ရတာတွေ့တယ်အကြီးကြီးတွေကကောင်းကောင်းမဲ့ထင်လို့ season နဲ့ဟာကျွန်တော်တို့မှာ complaint တော့ပြန်မရှိကျွန်တော်ကပြောတယ်မှာကျွန်တော်ဝေရလည်းဘာကြောင့်မှရှိမှာမဒီကကျွန်တော်တို့ကကျွန်တော်တို့ level average လောက်ရမှာဒီအတန်းမှာကျွန်တော်ရှိတယ်ဒီအတန်းမှာကျွန်တော်အကောင်းဆုံးချပြရမှာနောက်တန်းမှာရှိနောက်တန်းကောင်းချပြရမှာအဲတခုပြောချင်တာကျွန်တော်စရိတ်လည်းရှိတော့ဘူးကောင်းတော့လေကျွန်တော် ီ KG ပြန်တက်မလိုက်တဲ့အပေါ်မှာကျွန်တော် open ဖြစ်သွားပြီ။ channel နဲ့ဘွဲရဲ့ dashboard မှာလည်းကျွန်တော် weight တန်းအငယ်ဆုံးနဲ့ open နဲ့ပဲ fight ခဲ့ရတယ်။ဒီလာမဲ့ဘွဲရလည်းကျွန်တော် concept လက်ရှိရတယ်။ concept က concept ကိုမှကျွန်တော် open နဲ့ fight ရမှာဆိုတော့အဲကျွန်တော် complaint မရှိရ၊ကျန်းသူတွေလည်းမရှိတော့ဘူးတော့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ရောက်တဲ့နေရာမှာအကောင်းဆုံးကျူးစောပဲကျွန်တော်အကြံပြုပါတယ်။ကျွန်တော်လူမြေကတော့ဝိတ်ကအုပ်လက်ရှိမှာ64ဆိုတော့ကျွန်တော်ဝိတ်ရှောက်အစီအစဉ်မရှိပါဘူး။ဘာလို့လဲဆိုတော့မာဆယ်တင်ရအရင်ခက်တယ်။ စိုင်ရဲ့ပုံတွေကိုစားရတာကြောင့်မို့လို့ကျွန်တော်80မောင်းပုံပြန်ခါပါ60ညီလေးနောက်ထပ်ချန်ပီယံတစ်ခါတော့မဟုတ်ဖိုက်တယ်ဟုတ်တယ်ဗျာဒီဖြတ်ပြီးတော့ပလေယာတစ်တွေရောပါပြောခြင်းແມ່ນແຕ່ເປັນເຈົ້າຫນຶ່ງແມ່ນຈິງຫນຶ່ງແມ່ນປະຈໍາຢູ່ມາໄດ້ປ ્યો ຢູ່ເນາະສະຍາຕິດີອາພິສກາລີນຽນນຽນຍົກບໍ່ວ່າເຈົ້າເນາະນຽນນຽນໄຂແລ້ວຈູດາຫມູ່ຢູ່ເຈົ້າເນາະເຈົ້າມາຢາກເນາະເຈົ້າບໍ່ກວ່າຕ້ອງຈູດາຖ້າໄດ້ເຈົ້າເນາະເຈົ້າລະ ကြာဆုံးခဲ့ဘူးလေတစ်ခါလည်းကြာဆုံးခဲ့ဘူးနှစ်ခါလည်းကြာဆုံးခဲ့ဘူးအဲ့ဒီအပြင်ကကျွန်တော်ကပါကြီးကြီးမားမားဒီပြန်လဲဝဆင်ပြီးတော့တီတီပြည့်ခဲ့ဘူးတော့မှာကျွန်တော်ဒီဘက်ကတော့ပြန်ဝင်ပြီးခြေဆက်ခဲ့ရတော့နော်အခုလောင်းမပွဲမှာလည်းကျွန်တော်ရှုံးတိပြည့်ရတယ်ဒီကျွန်တော်တော့ ground ကျူးရသွားမယ်နောက်တက်မဲ့လူတွေလည်းဒီမိုးစိတ်ပဲထားနိုင်လိမ့်မယ်လို့ကျွန်တော်တော့ပြောလိမ့်မယ်အားလုံးဖိုက်ကြပါကောင်းလို့ကြာ